ားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုတွေမတင်ပြတာလည်းတော်တော်လေးကြာသွားပြီပေါ့နော်ကျမ်းမရေမကောင်းတာလည်းပါပါတယ်အခုလည်းကျွန်တော်အတန်နာနေရေပေါ့နော်အဲ့တော့ကျွန်တော်အတန်လေးတွေနည်းနည်းအဲနားထောင်မကောင်းရင်တီးခတ်ပြီးတော့ကြည့်ပြပါလို့အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့တွေဒီ play store ကရတဲ့ play point ပေါ့နော်အဲ့ဒီ play point ကိုကျွန်တော်တို့ဒေါ်လာတွေလဲထားပြီးပြီးအဲ့ဒီ play point เนี่ยကျွန်တော်တို့ mobile legend game ထဲမှာ diamond သွားဝယ်တဲ့အချိန်မှာ ဝင်မရတဲ့ပြဿနာလေးဖြစ်နေတယ်။အဲ့ဒါကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အားလေးကိုကျွန်တော်အခုဒီဗီဒီယိုမှာပြပြပြီးမှဖြစ်ပါတယ်။အခုအရင်ဆုံးကျွန်တော်တို့ဒီပုံမှန်ဆော့နေတဲ့ဒီ mobile legend ဒီ version ပေါ့နော်။5.5 version အဲ့ဒီလိုကိုလေးနဲ့အဲ့ဒီ game မှာကျွန်တော်အရင်ဆုံး diamond ဝင်ပြီးတော့ဝယ်ပြပါမယ်။ ခုလိုဂိမ်းနဲ့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပေါ့နော်ဒိုင်မွန်ဝယ်ဖို့အတွက်ကျွန်တော်တို့ဒီဒိုင်မွန်ရှော့တွေကိုသွားမယ်ပေါ့နော်အဲ့တော့ရှော့တွေကိုရောက်ပြီဆိုတော့ကျွန်တော်တို့ဒီပလီပွိုင်းရရတဲ့ပလီခရက်ဒစ်နဲ့လဲထားတဲ့ Okay ပလီခရက်ဒစ်နဲ့ပေါ့နော်အဲ့ကျွန်တော်တို့ဒိုင်မွန်ဝယ်ကြည့်မယ်ဒီလိုဝယ်လိုက်တဲ့အချိန်မှာအခုကျွန်တော်တို့အများဆုံးကြုံတွေ့နေရတဲ့အတိုင်းအဲကျွန်တော်တို့ဒီဒိုင်မွန်ရှော့မှာဒီနိုင်ငံကိုခွင့်မပြုထားဘူးဆိုပြီးတော့စာလေးပေါ်နေရပေါ့နော် အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးဒီ diamond တွေကို free ဝယ်ခြင်းလို့ပေါ့နော်ဒီ play point ကိုကျွန်တော်တို့ကလောက်ကြတယ် play point တွေစုတယ် play point တွေရလာတဲ့အခါမှလည်းဝယ်မရဘူးဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ version မှာတော့ဝယ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ဘယ်လိုဝယ်ရမလဲဆိုတော့အခု mobile legend နေပြီးတော့ play store မှာနောက်ထပ် US version ဆိုပြီးတော့တည်တံ့ထွက်တယ်အဲအဲ့ version လေးကို down down ပြီးတော့ကိုယ့်ရဲ့ account နဲ့ချိန်ချိန်ပြီးတော့အခုကျွန်တော်ဝယ်ပြပါမယ် ဒီ mobile legend US version ကိုဖွင့်တဲ့အချိန်မှာဒီလိုစာပေါ်လာရင်ဒါကျွန်တော်တို့ကဒီတိုင်းဝင်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့က US VPN လေးခံပြီးတော့ကျွန်တော်ဖွင့်မှာပဲရပါမယ်အဲ့တော့ကိုဖုန်းမှာရှိတဲ့အဆင်ပြေတဲ့ VPN တစ်ခုခုနဲ့ US နိုင်ငံကိုရွေးရွေးပြီးတော့ VPN ချိတ်ချိတ်ပြီးမှကျွန်တော်တို့ဒီထဲကိုနောက်တစ်ခေါက်ပြန်ဝင်ကြည့်မယ်ပေါ့နော် ျွန်တော်လည်းဒီ version ကိုအခုမှ download လာဖြစ်တဲ့အတွက်ကျွန်တော်အကောင့်နေမချက်ရသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ original ဒီ version ကနေဆော့ထားတဲ့ဒီ account ပေါ့နော်အဲ့ဒီ account ကိုကျွန်တော်တို့ချိန်ရမယ်အဲကိုယ့်ရဲ့ game account မှာဘာဘယ် account နေနဲ့ကျွန်တော်တို့ချိန်ထားလဲ monton account လား tiktok account လားအဲ့လိုမျိုးပေါ့နော်အဲ့တော့အစဉ်ပြေတဲ့ဟာနဲ့ဒီမှာဒီ US version မှာလာပြီးတော့ကိုယ့်ရဲ့ account ဝင်ပြီးတော့ချိန်ပေးရပါမယ်အဲ့တော့ကျွန်တော်ရဲ့ account လေးကိုအရင်ချိန်လိုက်ပါဦးမယ် ုဆိုရင်တော့ဒီ US version မှာပေါ့เนาะကျွန်တော်ရဲ့ account ကိုချိန်လို့ပြီးသွားပြီအဲ့တော့ကျွန်တော်ဒီ US version မှာကိုယ့်ရဲ့ account ကိုချိန်ပြီးသွားပြီဆိုရင်လိုအပ်တဲ့ဒီ data တွေကိုတော့ download ဆွဲရမယ်အဲဖြစ်နိုင်ရင် ပြီးအောင်ဆွဲပေါ့เนาะပြီးအောင် download ပြီးအောင်အရင်ဆွဲဆွဲပြီးတော့မှကျွန်တော်တို့ဒီ diamond သွားဝယ်ကြည့်မယ်ပေါ့เนาะ ဲ့တော့ကျွန်တော်ဒီ US version နဲ့မှာ diamond shot ကိုသွားပြီးတော့ကျွန်တော် diamond တစ်ခုခုကိုကျွန်တော်ဝယ်ကြည့်မယ်ကျွန်တော်ရဲ့ဒီ Google Play Store ကရတဲ့ Play Point လေပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ diamond 100 90ကိုနှိပ်ပြီးတော့ကျွန်တော်ဝယ်ကြည့်လိုက်တယ်ဒီမှာဆိုရင်ဝယ်လို့ရသွားပြီဝယ်လို့ရပေမဲ့ကျွန်တော်ကအဲဒီ play point ထဲမှာကျွန်တော်ဒေါ်လာမရှိဘူးပေါ့နော်အဲ့တော့ခုနဆိုရင်လည်းကျွန်တော်ကဒီကျွန်တော်တို့ပုံမှန်ဆုံးနေကြ version မှာဝယ်တော့ရလဲဒီ account နဲ့ပဲအဲ့တော့ဆိုရင်ကျွန်တော်တို့ဒီနိုင်ငံ နိုင်ငံခွင့်မပြုဘူးလို့သူကစာတမ်းပြတယ်ဒီ US ဘာရှိမှာကြာလို့ရှိရင်ကျွန်တော်မပြတော့ဘူးပေါ့နော်ကျွန်တော်ဝယ်လို့ရသွားပြီအဲ့တော့ကျွန်တော်တို့ဒီ play point ကရတယ်ဒီ point နေနဲ့လဲထားတဲ့ credit ဒေါ်လာတွေကိုဒီ mobile legend အင်ဂိမ်းထဲမှာ diamond ဘယ်လိုဝယ်ရမလဲဆိုတာကိုသိတော့ပြီလို့ထင်တယ်လိုအပ်တာကတော့ကိုယ့်ရဲ့ဖုန်းထဲမှာ mobile legend ရဲ့ဒီ US version လိုအပ်ပါမယ်အဲ့ဒါကိုဒေါင်းမယ်ဒေါင်းမရင်ကိုစောနေကြပုံမှန်အတိုင်း အကောင့်ကိုဒီ US version ထဲမှာချိန်မယ်ချိန်ပြီးတော့မှဒီ US version ထဲမှာကျွန်တော်ဝယ်မယ်ပေါ့နော်အခုကျွန်တော်နောက်တစ်ခေါက်သိချင်အောင်ကျွန်တော်ကျွန်တော်တို့ရဲ့ဒီ global version မှာကျွန်တော်ထပ်ပြီးတော့ကျွန်တော်စမ်းပြပါမယ် ုကျွန်တော်ဒီပုံမှန်စောနေချာပါရှင်ထဲမှာတွားပြီးဝယ်တဲ့အချိန်မှာအခုလိုမျိုးကျွန်တော်တို့နိုင်ငံကိုခွင့်မပြုထားအောင်ဆိုတဲ့စာတမ်းလေးပေါ်ပါတယ်။အဲတော့ကျွန်တော်တို့ကဒီ Play Store ရတဲ့ Play Credit နဲ့ Diamond ဝယ်ခြင်းနဲ့ဆိုရင်တော့မဖြစ်မနေကျွန်တော်တို့ဖုန်းထဲမှာ US ပါရှင် Mobile Legend ကို download လုပ်ပြီးတွင်းထားဖို့လိုပါတယ်ဗျာ။အဲတော့ကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲ။အားလုံးအဆင်ပြေကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။